မင်္ဂလာပါရှင်ဒီနေ့ဆီယာမစပယ်ဖြူနုရဲ့အပြန်လန်းပယ်မှာလမ်းပယ်မှာဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်အတူနားဆင်ခန်းစားပေးကြည့်ပါရှင် သည်မညီမညာကိုယ်ကောက်လျက်ရှိလေသည်လမ်းသည်မြေသားပြောင်ပြောင်ပင်မဟုတ်လူသွားပံများသည့်အတွေ့မြက်ပင်ရွယ်ပင်တို့ပြပြားလျက်ဖြစ်လာရသောတော်လန်ကလေးများသာပင်နဘေးတစ်ဖက်တစ်ချက်တွင်တော့ခြုံရွယ်နှင့်အသည်ပင်များဝန်းရံလျက်အချို့သောနေရာများတွင်လမ်းပေါ်အထိရောက်နေသောရွယ်ပင်နှင့်တိကိုင်းတို့ကိုဖယ်ရှားကသွားရသေးသည်ဖိုးနီသည်လမ်းကလေးပေါ်တွင်တယောက်တည်းရိုင်နေနှင့်လျှောက်လာသည်တညာလုံးသူတော်တိုးခဲ့ရသည် ယခုနှစ်နှစ်တွင်မှဒီလန်းကလေးကိုတွေ့ပေသည်တောမမွေးသောကလေးငယ်တို့ဤတိတက်ချင်းဖြင့်ဒီလန်းသည်ကားလမ်းမကြီးသို့မဟုတ်လူတို့နေထိုင်ရာရွာများစီရောက်မည်ဟု သူအလိုလိုသိနေသည်ဒီအတွက်ကြောင့်ပင်ဝမ်းသာလှိုက်လဲခြင်းသည် သူ့ခြေလမ်းများကိုတွက်စေသည်သို့သော ပုံမှန်ခြေလမ်းတော့မဟုတ်ဒီလိုဆွဲရတော့မလို့အာရင်ကုန်ခန်းနေတော့ခြေလမ်းများထက်တော့နည်းနည်းသာသည်ဆိုရမည်။သူအားရှိလာသည်ဟုခံစားရ၏။သို့တော်မောလာပြီ တနေရာရာတွင်ပြစ်လဲလိုက်ခြင်းစိတ်သည် သူ့စိတ်ထဲကြီးစိုးကနေသည်ထိုတနေရာသည် သူ့အိမ်ကဝါချန်ငင်းကလေးများဖြစ်လျင်ဘလောက်များကောင်းလိုက်မည်နည်းငိုင်းဆိုင်ဆိုင်လျှောက်လာသော ခြေလမ်းများကိုရက်ကဖိုးနီနောက်သို့လှည့်ကြည့်မိသည် သူဘယ်ရောက်နေသည်လဲမသိအိမ်နှင့်လွန့်အလွန်ဝေးလံသောနေရာသို့ရောက်နေပြီဟုသာထင်သည် မိုင်အားဖြင့်သူမသိခြေတော်များညောင်းညခြင်းဖြင့်သာခရီးဝေးသည်ကိုမှန်းတတ်သည် သူ့အင်္ဂလိပ်သည်နောက်ကျောဘက်မိုင်များစွာကွာဝေးသောနေရာတွင်ကျန်ခဲ့သည်လားလက်ဝဲဘက်လက်ရဘက်ကနေဥတိုက်သွားလင်ရောက်နိုင်သည်လားသူမသိပင်သူနားလေသည်မှာတော့သူသည်အိမ်နှင့်မိုင်များစွာဝေးခဲ့ပြီမိဘတို့နှင့်တကွဲစီဖြစ်ခဲ့ပြီအိမ်ပြန်ရန်လည်းမဖြစ်နိုင်သည်အိမ်ကိုထားခဲ့ရပြီဒီဖိုးနီတို့ရွာကလေးသည်တောင်တန်းများရိတ်မိုးထားသောနေရာမှာရှိလေသည်ရွာကိုချောင်းငယ်တစ်ခုကဖြတ်စည်းသွားသည် ရွာတွင်အင်ဂျီများစွာရှိသည်မဟုတ်မူလာတန်းကြောင်းများသာရှိသော ရွာတရွာပင် ထိုရွာကလေးတွင်ဖိုးနီမွေးဖွားကြီးပြင်းခဲ့သည်ကောက်ပင်တို့လေယာမြေတွင်စတင်စိမ့်လန်းကြသောမိုးရာသီ၌ဖိုးနီကို မွေးဖွားခဲ့လေသည်ညစာသော လေသမားသားသမီးများလိုပင် အမေကျောပေါ်မှကလေးကလေကိုကျွမ်းဝင်ရသည် အမေကဖိုးနီကိုကျောပိုးကကောက်ရိတ်သိမ်းခဲ့သည် အဖေနှင့်ဒိုးတူပေါင်တို့ဒိုးတူပေါင်ဘက်လောက်ကင်ခဲ့ကြသည်လေကတော့ဧကများစွာရှိသည်မဟုတ်ပေ ဝမ်းစာအပြင်နည်းနည်းများသာပူဆန်သည်ကျွေးမတွင်ယုံသာရှိခဲ့သည်တဲ့သူ နားလေတဲ့ချိန်မှာအမေကပြန်ပြောင်းပြောပြတတ်လေသည်ဖိုးနီသည်လယ်ထဲတွင်အဖေပင်ပန်းလာသည်ကိုသတိရ၏အဖေကအလုတ်ကိုအပင်ပန်းခံလုတ်တတ်သည်စပားဆိုင်ချိန်ဆိုလဲအပတ်တခုလုတ်သည်အဖေဘက်ကဒုတိယောင်းနှင့်ထွန်ချကြစိုက်ကြပြိုးကြသည်ခြံထဲတွင်လည်းစားပင်သီးပင်စားရသေးသည်တော်ရက်တက်ကထင်းရှာသေးသည်ငားရှာတတ်သေးသည် အဖေသည်ကြွက်သားအပြိုင်ပြိုင်နှင့်အလွန်သန်စွမ်းသည် အဖေပကုံးကို ခိုးတွဲထားရလျင်ဖိုးနီအလွန်ပျော်သည်သို့တော့အဖေကိုသူအချိန်ကြာမြင့်စွာတွေ့ကဲခွင့်ရခဲ့သည်တော့မဟုတ်ပါဘီသူ့အောက်ကညီမလေးရလာချိန်မှာတော့ဖိုးနီသည်အမေရင်ခွင်ထဲကညီမလေးအားအဖေမြူတီကိုသာတွေ့လာရသည်ညီမလေးကိုပွေ့ချီကြည်စေသည်ကိုမြင်လာရသည်ဖိုးနီကိုအဖေမမြင်တော့ဘီသို့တော့သူသည်မနာလိုလဲမဖြစ်တတ်ပါဘီ ကောင်းစွာပြေးလွှားစော့ကစားတတ်ပြီးမို့အိမ်ဒီချင်းကလေးတစ်တိုက်ကိုပြောင်းလဲခင်တွယ်တက်ခဲ့သည်။သူကောင်းစွာတိတက်ပြီးဖြစ်သောအသက်6နှစ်ခန့်တွင်ညီမလေးက3နှစ်ရှိပြီ။ထိုစဉ်ကသူကြောင်းနေရသည်။ရွာထဲကမူလာတန်းကျောင်းကလေးမှပင်နေရသည်။ဖိုးနီအတွက်အမေကလွယ်အစ်တစ်ဝယ်ပေးသည်။ကွန်ပါဘူးလေးဝယ်ပေးသည်။သူသည်စာသင်ရသည်ကိုအလွန်ပျော်ရွှင်ခဲ့လေသည်။ညံလဲကောင်း၏။တစ်နှစ်တည်းအောင်ခဲ့သည်။ဖိုးနီအတွက်တော့ကလေးပီပီပျော်ရွှင်ခဲ့သော အပူပင်ကင်းခဲ့သောကာလများမြို့ကလာသောဆီယာမာလီကတော့ဖိုးနီဟာပညာရေးဖြစ်ထွန်းမဲ့ကလေးဟုအမေကိုတကြိမ်မှပြောတာကြားဘူးသည်ဒို့ပေမဲ့ကျောင်းမှာနောက်ဆုံးနေခဲ့ရသည်ကတော့ဖိုးနီဒုတိယတန်းအောင်သည့်အထိပါပဲသူဒုတိယတန်းရောက်သည့်နှစ်တွင်မြမလေးကတငယ်တန်းတက်ပြီးအမေသည်နောက်ထပ်ညီလေးတယောက်ကိုမွေးဖွား၏သူသည်အလိုလိုပင်မြမလေးကိုထင်းရသည်ညီလေးကိုထင်းရသည် အမေတို့လေထဲဆင်းသည့်အခါထမင်းချက်ရသည် ရေတဲရသည် ရှင်းနှင်းမြတာရှိသေးတော်လဲလူကြီးလေးပမာအိမ်မှာအသုံးတည့်နေသည်အဲ့ရင်လုံးနှင့်အကြောင်းစာများအကြံဖိုးနီက အသားတကြရှိစေဒီမှာပင်အမေတို့ကသူ့ကိုကြောင်းထုတ်ရန်ကြံလေသည်ဖိုးနီသည်တခဏများတော့ဝန်းနေခြင်းဖြစ်လိုက်သေးသည်သို့တော်လဲအမေဤညှိုးနွမ်းသော ပင်မန်းသောမျက်နှာကိုငယ်ရွယ်တော်လဲတိတက်ခဲ့သည်ကြောင်းပြန်ဖွင့်တော့မိုးရသည်အစာပြူခြင်း အမေတို့ကလဲတဲ့စင်းကြပြီမို့ဖိုးနေသည်ညီလေးထိန်းကထမင်းချက်ကနဲ့ညီမလေးចောင်းသွားသည်ကို ထမင်းဆောင်ကျွေးရသည်ညနေခင်းပြမှာကျွဲသိမ်းရသည် သူ့လွယ်အေးကတော့ဆုတ်ခဲ့ပြီဖြစ်လေရာလက်နှီးသာဖြစ်သွားလေသည်အတန်းပေါ်များခြံရှိကဖြက်လျင်ဖိုးနေသည်ကလေးပိုးကချော့မြူရင် ပြုံးပြအနှုတ်ဆက်ရသည်သူတို့တွေចောင်းစင်းချိန်ကိုဆောင်ကစော်ကစားရသည်ဆရာမလေးကမျက်ရည်ဝဲကျင်သည်ကိုဘာကြောင့်မှမသိမစင်စားနိုင် ကိုဘဝကိုကျင်းက်ကနေခဲ့သည်သို့သောရမယခါတော့ဖိုးနီမှာလည်းမကျင်းက်ချက်ကလေးများရှိရသည်ပင် အဖေသည်သူနှင့်ခုနောက်ပိုင်းစိမ့်လာသည် သူကတော့ဖိုးနီဟုဒုံတိတိခေါ်တတ်သည်မြမလေးနှင့်ညီလေးကိုတော့သမီးရေတားငယ်ရေဟုခေါ်သည်ညီလေးကိုချီပိုးကနေပြန်သည်ညီလေးကိုမြှူလျင်ပြုံးရွှင်နေသည်မြမလေးစာကျက်နေလင်လဲပြုံးနေပြန်သည်ဖိုးနီကစူပူစရာများသာရှာတွေ့နေသည်လားမသိဘူး မျက်တောင်ဒီနေ့သာစုဘူးဒီကိုနေ့စဉ်လိုကြုံရသည်တရက်မှာတော့ညီလေးကိုအိမ်ရှိကန်းတွင်တိတ်ထားတော့သူသည်မိဖို့ထဲမှာညနေစာထမင်းအိုးတင်နေခဲ့သည်အိမ်ရှိကဒုံကနေအတန်ကြား၍ပြေးကြည့်လျင်ညီလေးသည်ပခတ်ထဲကနေစမ်းမြင်ပေါ်ကျပြီးဆူဆူဝါးဝါးငိုလျက်ရှိသည်အိမ်မှာလည်းမိဘများရှိသည်မဟုတ်တက်တလောက်မတလောက်ချောရသည်နှစ်ဖူးရောင်သွားသည်ကိုတော့ဘာလို့ရမှန်းမသိဘူး ညနေရောက်သည့်အခါအဖေတို့ပြန်လာရင်တော့ဖိုးနီရိုက်ခံရသည် အဖေကဖိုးနီကိုရိုက်သည် အဖေရိုက်တာနာလာ၍မဟုတ်တော့လဲဖိုးနီသည်ဝမ်းမတနေပင်ငိုခဲ့သည်အဖေကသားကိုမချစ်ပါဘူးအမေယာသူသည်မိဖို့တဲတွင်အမေနာကတ်နေရင်တီတိုးပြောမိသည်အိမ်ရှိတွင်တော့အဖေသည် ညီလေးကိုချော့မြူလျက်မြမလေးကစာကျက်လျက်သူသည်အဖေလက်မောင်းများကိုဝမ်းနေစွာငင်းနေခဲ့၏ မဟုတ်ပါဘူးဖိုးနေရဲ့အဖေပဲမချစ်ပဲဘယ်မှာရှိပါမလဲနင့်ကိုချစ်လိုက်တာများအားကိုးတာပါပါတာပဲအမေအတီဆုံးပေါ့ဖိုးနေသည်အမေမျက်နှာကိုတအံ့တောငေးနေခဲ့သည်သူဘယ်တော့နားလဲရမည်နီအဖေဟာဖိုးနေကိုဘာကြောင့်အမြဲတမ်းစူပူခြင်းရတာလဲအမေစကားကိုယုံလာသည်မဟုတ်တော့လဲဖိုးနေကငြိမ်နေခဲ့သည်သမီးဝိုင်းကြတော့လေအဖေဒီသူမဟုတ်တလို့ပင်ဖိုးနီကိုစကားဆိုပြန်သည်တို့ပေမဲ့ဒုံဒုံတိတိသာမနှက်ပြန်တော်တယ်လိုက်ခဲ့အောင်တဲ့ တို့နှင့်ဖိုးနီသည်အဖေလှဲရစည်းနှင့်တောထဲဝင်ရမှလိုက်ရပြန်သည်တာဖတတွေထင်းတိုက်ကြသည်အိမ်အောက်ဘက်မှထင်းတူလောင်ကြသည်ဖိုးနီတို့အိမ်သည်ဒီအရက်ကရှမ်းပမာရွာများတွင်တွေ့ရတဲ့သော ခြေတန်းရှိအိမ်ငယ်လေးသာဖြစ်သည်အိမ်အောက်ထက်မှကြက်ချံရှိသည်ထင်းစဉ်ထင်းစဉ်ရှိသည်အိမ်ကားတော့တန်ငယ်မိုးဝါချန်းကင်းထီယံကာတန်တာမန်လေသမားအိမ်များပင်ဒီအိမ်မှသာမဟုတ်ပါတရွာလုံးမှာတော့အင်ငယ်လေးများသာအများစုနေကြသည် ချင်များလည်းရှိသည်တောင်သူအလုတ်ကိုသာအ धिक လောက်ကြလေသည်ဖိုးနီတို့အရွယ်ကလေးများကတော့မိဘကိုကူညီတတ်ကြသည်အိမ်အလုတ်လယ်ထဲကအလုတ်များကိုတတ်နိုင်သလောက်လောက်ကြရသည်ကြောင်တဲ့သူများကလည်းကြောင်ကျင်ပြင်ပမှာအလုတ်ကူကြရသည်များသောအားဖြင့်တော့သူတို့သည် လေးတန်းမြောက်အောင်လျင်ပညာရေးစုံငန်းတိုင်ကြမည်ဖိုးနီလိုလေးတန်းပင်မရောက်သူများလည်းမရှာသို့တော်ရွာမှာတော့ဒါသည်အဆန်းလည်းမဟုတ်ပါဘူး ူတို့ခြေရွာကလေးသည်မြို့နှင့်တော်တော်အလန်းကွာသည်။ကချင်ပြည်နယ်ထဲကတာမန်ခြေရွာလေးတရွာသာပင်မြို့ပေါ်မြို့ပေါ်သို့ဖိုးနီတို့တိတ်မရောက်ဘူးပေ။အဖေတို့ကတော့စပားလေးပဲလေးရောင်းဖို့ဈေးဝယ်ဖို့ရောက်တတ်သေးသည်။ဖိုးနီကတော့အဖေနှင့်တစ်ခါတစ်ခါသာလိုက်သွားဘူးသည်။မြို့သေးသေးလေးပေမဲ့သူ့အတွက်ကြီးကျယ်ခမ်းနားနေခဲ့သည်။ငါတော့မြို့မှာမနေချင်ပါဘူးဟေ။ဟုရွာကငယ်ချင်းများကိုပြောပြတတ်သည်။တကယ်လဲဖိုးနီသည်ရွာကလေးမှပြောခဲ့သည်။ အဖေကသူ့ကိုမချစ်ဘူးဟုထင်မြဲဖြစ်တော်လဲအိမ်တွင်သူပြောခဲ့သည်ပင်မန်းတော်လဲအိမ်အလုံးများကိုမငင်းညူအချိန်တန်၍လဲတဲ့ဆင်းရလင်လဲသူသည်အဖေလိုလဲသမားစစ်စစ်သာဖြစ်လာအောင်မီကောင်းနံပင်များကိုမြင်လင်သူသည်ပျော်တတ်သည်ပင်ကောင်းနံများရိတ်သိမ်းချိန်တွင်တော့သူတို့ရွာကလေးများသည်ပွဲလဲများနှင့်ပျော်ပျော်မွေ့ဝဲဖြစ်လာသည်ဒီလိုသာမပြောင်းမလဲရှိအောင်မီဟုဖိုးနီကကလေးပီပီတွေးထင်ခဲ့သည် သို့တော်မမြင်ရသောကံကြမ္မာသည်ဖိုးနီတို့စီဆိုက်ရောက်လာခဲ့သည်ဖိုးနီတို့ရှမ်းပမာရွာကလေးများသာမကအနီးဝေးကျင်တဝိုက်ကကချင်ရွာကလေးများကိုလည်းဆိုက်ရောက်ခဲ့သည်ပင်ပထမတော့လူကြီးများကြိတ်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 စကားပြောတတ်ကြသည်ကိုသူတို့စမ်းသည်မထင်သည်နောက်တော့ညာဘက်ဆိုအတန်တချို့ကိုအစမ်းတကြဲကြားလာရသည်မိုးလင်းလျင်တော့ညာကဟိုရွာမှာဘာဖြစ်လို့တဲဆိုတော့အတန်များညံစီနေပြန်သည်လေယာရဲသို့သောပုံမှန်ဆင်းနိုင်စေဖိုးနီတို့ရွာကလေးကအေးချမ်းစေ ဆောင်းရသည်စဝင်လင်တော့ကောက်နံများရင်မဲ့ပြီမကြခင်ရိတ်သိမ်းတော်မီအဖေနှင့်အမေတို့ကစိတ်ကူးနှင့်မျှော်မှန်းစဉ်တညမှာတော့မုံတိုင်းမွေသလိုအတန်များကသူတို့နှင့်တိတ်မဝေးတော့ပြီ ဆိုသည်ကိုသိရသည်ဂျွာကဗီဒီယိုယုံများတွင် ကြည်ရတတ်သောဇကားတွေကလိုအတန်များသည်ကလေးများကိုအထိတ်တလန့်ငိုကြွေးစေသည်လူကြီးလူကြီးများကလည်းထိတ်လန့်ကြသည်အတန်များသည် တဖြည်းဖြည်းနှင့်တဲတဲထန်လာသည်ဖိုးနီရေဒီထုပ်လေးဆွဲ အမေကပြောသည်အမေသည်ညီလေးကိုချီလျက်အဖေကတော့ညီမလေးကိုပွေ့ဖက်လျက်ဖိုးညီသည် အမေလှမ်းပေးသောအထုပ်ကိုပိုက်ကာအိမ်မော်ကအမြန်ဆင်းရသည်တရာလုံးသည်တက်ဝင်စူညံနေပေသည်ဖိုးညီတို့သည်ရွာနှင့်အနီးဆုံးတောထဲကို တိုးလာကြသည်တောသည်အမောင်ကြားထဲတွင်ပို၍နက်ဆိုင်မဲမောင်နေသည်လူတန်များသည်ဟိုမှဒီမှပေါ်ထွက်လာနေသည်ပောက်ခွဲတန်များသည်သူတို့ရှေ့တွင်ပင်ရောက်လာသလိုအတန်များကနှိမ့်ဆက်စေ အော်ဟစ်တဲ့ငိုကြွေးတဲ့နဲ့ပြေးလွှားတဲ့များခြေတံများသူတို့ပြေးကြသည်ဖိုးနီပြေးသည်တယောက်တည်းအာသွန်ပြေးသည်အတန်များကက်ပါလာသည်ထင်လေလေတိုးကပြေးလေလေဖြစ်သည် သူနာထဲတွင်အတန်များသာဆူညံနေသည်အပြေးပြိုင်ပွဲတိုင်းပိုဆွဲနေကြဖိုးနီဤခြေတော်များကရှေ့သို့သာအရှိန်နှင့်တိုးနေသည်သူပါကူမမသိတော့ကြောက်ချင်းတစ်ခုကိုသာသိသည် နောက်ဆုံးတွင်ဖိုးနီမောပန်း၍နားသည့်အခါတွင်သူ့အနီးတွင်ဘသူများမရှိတော့သူဆွဲလာသောအထုပ်ကလေးသည်လည်းဘယ်မှကြကြံခဲ့ပြီလဲမသိတော့ပါဘူးတောသည်မှောင်နေ၏အတန်တို့ကတိတ်ဆိတ်နေသည်ဟုထင်ရတော့လေတကယ်တကယ်မှာတော့ခြောက်စားစပွဲဖိုးနီသည်တစ်ပင်တပင်ဤခြေရင်း၌တိုးကက်ကရှိုက်ငင်လိုက်သည်သူငိုသည်အဖေသူ့ကိုရိုက်စင်ကားထက်ဝမ်းနှဲစွာငိုကြွေးလေသည်တော်လန်ကလေးပေါ်တွင်ရိုင်နှဲနှဲရှောက်လာသောဖိုးနီသည်အတန်တစ်ခုကြောင့်ခြေလမ်းများတုန်ငနဲ့ရက်သွားသည် ပါတန်ပါလိအတေအချာနားဆွေးမိလင်တော့ဖိုးနီဤမျက်နာသည်မျောလင်ခြင်းဖြင့်ဝင်းပါလာသည်ဆိုင်ကယ်တန်းလမ်းမကြီးနှင့်မဝေးတော့ပြီလားတို့ဒီမဟုတ်ဆိုင်ကယ်သည် သူရှိရာလမ်းကလေးစီလာနေသည်လားလမ်းကလေးကကိုယ်ကောက်နေသည်မို့ရှေ့ကိုမမြင်သာသည်သို့တော်အတန်သည်ပို၍ပင်ဤကလာသည်ကိုကြားရသည်ဖိုးနီသည်အစုံတရာကိုစောင့်နေသူလိုခြေလမ်းများကိုရက်တံထားသည် ကလေးများကိုဖမ်းတက်သည်ဟုလူကြီးများကခြောက်လန့်တက်သောလူโซများပင်ဖြစ်စေအောင်ယခုနေတော့ဖိုးနီဘာကိုများမကြောက်နိုင်ပါဘင်။သူသည်တညာလုံးကြောက်လန့်ခြင်းနှင့်အသားကျခဲ့သည်။ဒီထက်လည်းထူး၍လက်မကြောက်နိုင်တော့ပြီထင်သည်။ညာကဝမ်ပန်တနေငိုဆိုင်နေခဲ့သော ဖိုးနီသည်ငိုဆင်ဆင်လင်းချိန်မှာတော့ငိုရန်ပင်မောနေပြီ။ထက်၍လည်းမငိုနိုင်တော့။ဖိုးနီငေးမောနေစဉ်မှာပင်လမ်းချိုးကွေတွင်ဆိုင်ကယ်တစ်စီးပေါ်လာသည်ကို တွေ့ရသည်။လူနှစ်ဦးပါလာသည်။ သူတို့သည်ဖိုးနီကိုမြင်လင်ဆိုင်ကယ်ကိုဆက်တက်လိုက်ကြသည်။စကားတချို့မေးမြန်းကြသည်။သူ့လိုရှမ်းမမာတရားမဟုတ်ဘဲကချင်များဖြစ်သည်ကိုဖိုးနီသိလာသည်။ဖိုးနီသည်ဖြစ်ကြောင်းကုံစင်ကိုပြောပြရ၏။သူဘယ်ရွာကလာသည့်အကြောင်းမိဘများနှင့်ကွဲကွဲသွားရသည့်အကြောင်းသူတို့သည်ခေါင်းတငိမ့်ငိမ့်နှင့်နားထောင်ပြီးနောက်တီတိုးတိုင်ပင်ကြ၏ထို့နောက်ဖိုးနီကိုဆိုင်ကယ်ပေါ်တင်ကခီးဆက်ခဲ့ကြသည်ဆိုင်ကယ်မောင်းသူနှင့်နောက်ကလိုက်သူအူကြဖိုးနီထိုင်ရသည် ူတို့ဘယ်သွားနေနေဖိုးနေမသိပါတိုးတော့သူတို့ထွေးပိုက်ထားသောလက်များတွင်စာနာမှုများပါသည်ဟုတော့ခံစားရသည်ကလေးဖန်းသူများဘယ်နည်းနှမမဖြစ်နိုင်တညာလုံးချမ်းတုံခဲ့ရသောဖိုးနေသည်နှွေးသေးသောခန္ဓာကိုယ်ငွေများကြားတွင်နှွေးကနေသည်အချိန်တော့ဘလောက်ကြာသည်လဲမသိတော်လန်တဲ့ကွိကွိကောက်ကောက်သွားရသည်ဂုံးလေးများကိုတက်ရသည်တနေရာတွင်တော့ဆိုင်ကယ်ကိုဆက်သက်ကရက်လိုက်ကြသည် သူတို့အားလုံးဆိုင်ကယ်ပေါ်ကဆင်းကြသည် ဥတီလိုက်သောနေရာသို့ရောက်ခဲ့ပြီဟုဖိုးနေထင်ပါသည်။ပဝင်းကျင်ကိုစူးစမ်းရန်လှည့်ကြည့်လိုက်တော့ဖိုးနေသည် မြင်ကွင်းကိုတန်တော်ငေးမောနေရသည်။သူရောက်နေသောနေရာသည်တစ်ပင်များအုံငိုးလျက်အလဲတွင် ရှင်းလင်းကတဲများဆောက်ထားသည်ကိုတွေ့ရသည်။တာလပန်များမိုးထားသောဖက်များကာယံထားသောတဲကြီးများ လူများစွာတွေ့ရသည်။သူတို့အိမ်ွယ်ကလေးငယ်များသူထက်ငယ်သောကလေးများသည်မြေပြင်တွင်ဆော့ကစားနေသည်။ရွာလား မဟုတ်ပါဘူးဒါရွာနဲ့မတူပါလဲဆောင်တဲများထက်ပင်အနေဆုပ်ချင်နေသောတဲကြီးများနှင့် နေရွာကွက်ကွက်လေးမှာစုစည်းနေတာသည်ရွာနဲ့မတူပါဒါဆိုပါများပါလေဖိုးနီသည်ကြာကြာမတွေးနိုင်သူ့ကိုခေါ်လာသူနှူးကခြေလန်းပြင်ပြီးမို့သူတို့နောက်လိုက်ရသည်ဖိုးနီကကစားနေသောကလေးတို့အနီးမှဖြတ်လျင်မြမာလေးနဲ့ညီလေးကိုပြင်းစွာအောင်းမိလေ၏သူတို့ဘယ်ရောက်နေပြီနီးအမေအဖေတို့ကရောဘယ်မှာပါနီး ဒီတဲများတွင်ရှိနေလိမ့်မည်လားဖိုးနေသည်မျောလင့်ခြင်းဖြင့်မျက်နှာလေးရွှင်လာပြန်သည်ဟေးနင်ဖိုးနေမဟုတ်လားကလေးတစ်တိုက်တည်းကအတန်ထွက်လာရင်ဖိုးနေငဲ့ကြည့်လိုက်ပါသည်မျက်ဝန်းကျင်ကျင်လေးများပိတ်သည့်အထိပြုံးရပြနေသူကိုဖိုးနေကောင်းစွာမှတ်မိသည်ဒုတိယတန်းမှာတန်းနဲ့နေခဲ့ရသောဖိုးနေဤငယ်ချင်းပါပဲအားဘူးအေးနင်တို့ဒီမှာဘလို့လို့ရောက်နေတာလဲငါတို့လည်းပြေးလာတာပဲကောနင်တို့ဖေကရော မပါဘူးဟာငါတယောက်တည်းလမ်းကွဲသွားတာဒီမှာရောက်နေလားမသိဘူးနင်းတွေ့သလားယင်မရောက်ပါဘူးခဲငါမြင်ရင်သိပါတယ်ဖိုးနေသည်တက်ပြင်းလေးချလိုက်မိသည်သူ့မျော်လင်းချက်လေးသည်ဟုတ်ခနဲ့ငိမ့်သွားသောမိညွန်းလေးလိုပင်ရှေ့တွင်တော့သူ့ကိုခေါ်လာသူတို့သည်ဆီယာမာလေးတို့အရွယ်အမကြီးတယောက်နှင့်စကားပြောကနေသည်ကချင်စကားများနှင့်သာပြောသည်ဖြစ်၍ဖိုးနေနားမလဲပေသို့တော်သူ့အကြောင်းပြောနေမှန်းတော့ဖိုးနေသိပါသည်ထို့နောက်သူ့ကိုခေါ်လာခေါ်သည် ထို့နောက်သူ့ကိုလာခေါ်သည်ကိုကြုံရသည်ဒီမှာပင်ဖိုးနီနေရအောင်ကြီးတဲ့အာဘူကတော့သူတို့တဲသို့ခေါ်သွားလိုသည်သို့တော့အာဘူတို့တဲနေသည့်တဲတွင်လူကများလာပြီမျက်နှချင်းဆိုင်ကတဲတွင်ဖိုးနီနေရပါသည်လူကြီးများကြားတွင်ဖိုးနီကိုနေရာပေးထားသည်သူတို့ချင်းပြောကြသောကချင်စကားကိုဖိုးနီနားလဲသည်မဟုတ်မျက်နှာများကတော့နှွေးထွေးမှုကိုကလေးပင်မဲ့ဖိုးနီသိပါသည် တညာလုံးပြေးလွှားခဲ့ရသောဖိုးနီအတွက်တော့အားဘူးတို့ကလေးတစ်တိုင်းနဲ့အတူစားရသောသမင်းမှမိန်လာသည်တကယ်တော့ဟင်းကဗာမြပါသည်မဟုတ်ပဲပြုတ်တစ်ခွဲမြတာတို့ပေမဲ့စားလောင်နေသည်မို့သမင်းကုံအောင်စားပြစ်လိုက်သည်ဒီကြားထဲအမေချက်ပေးတဲ့သောစွန်တန်ဟင်းရည်နှင့်ငါးကြော်ကလေးများကိုပင်သတိရသည်သည်ညီမလေးနှင့်ဟင်းလူစားရသည်ကို အမှတ်ရသည်သူတို့သည်ဘယ်နေရာမှာရှိနေသနည်းဟိုနီလိုတဲရို့သမင်းတို့ရှာတွေ့ရလား ။ဥပြင်တော်ကနှင့်ခိတမြငင်းငံရတော်လဲကလေးပီပီပင်တအောင်မြကြလင်းမေ့သလိုရှိလာပြန်သည်။အာဘူတို့နှင့်ဂုံလေးထက်တွင်ပြေးရန်လိုက်တန်းကစားနေပြန်သည်။သူတို့သည်လူကြီးများလိုတော်ကများတတ်သေးသည်မဟုတ်။ကောင်းမရိပ်ရသေးသည့်ကိုပင် မပူပင်တဲ့။နောက်နှစ်အတွက်ဆံမရှိမီကို မတွေးတဲ့။မနေ့ပြန်တွင်ဘာဖြစ်လာအောင်မီကို မကြောက်တဲ့။ ။ဘာမှမတိတက်သေးသောစိတ်နှလုံးများနှင့်သူတို့ရေမောနိုင်ကြသည်သည်။နေဝင်မိုးချုံတော့ညစာစားပြီးသည့်နှင့်သူတို့အိပ်ရဝင်ကြသည်။တဲများသည်ခနာမြကြလျင်အမောင်ကြားတွင် တိတ်ဆိတ်ကနေသည်။လေသည်ဖက်ရွက်များကြားကတိုးဝင်လာသည်။ချမ်းမြသောလေကြောင့်ဘိုးနီတုံစားပြူလာသည်။သို့သောသူတွင်ဆောင်မရှိ။တစ်ဖက်မှအိပ်သောအဖိုးတစ်ယောက်ကခြုံဆောင်ကိုနှမ်းပေးသေးသည်။သို့သော သူလူးလိမ့်နေရင်းမှပင် ဆောင်လျှောကြရသည်။ နှစ်ယောက်ခြုံနိုင်သောဆောင်မဟုတ်သည်မို့စွဲယူရန်ရွံ့ရအားနာရသေးသည်။ကွေးကွေးလေးနေရင်တော့အချမ်းပြေမှာပဲ။ဖိုးနေသည်မျက်လုံးကိုစိတ်ပိတ်ထားသည့်ကြားကအမေရင်ခွင်ကို လွမ်းစပြူလာသည်။အိမ်မှာတော့ဆင်းရဲသည်မှန်တော်လဲနှွေးထွေးသေးသည်။အမေနာတိုးကက်နိုင်သည်။မြမလေးနှင့်ဆောင်လူခြုံနိုင်၏။အဖေကိုငွေကိုလည်းငယ်တုန်းကခိုလုံခဲ့သည်ကိုသတိရလာသည်။နောင်တော့ဘလိုပင်မိဘများကစူသည်ဖြစ်စေစိတ်မကွက်တော့ပါဘူးဟုတစက်သေးပင်စဉ်းစားနေပြန်သည် ဒီလိုနဲ့ချမ်းချမ်းနဲ့ကိုရင်ကသူအိပ်ပျော်သွားခဲ့သည်နောက်တနေ့မိုးလင်းလာရင်ချမ်းအေးလူစဲဖြစ်သည်ကိုတွေ့ရလေသည်ဟိုနီသည်အချားကလေးများနှင့်အတူမီးလုံရ၏သူတို့တွင်အင်ကြီးအနှွေးတွေမရှိပါဘဲအချိန်တန်လျင် လူကြီးများကချက်ပြုတ်ကြသည်ဆန်ကနေခဲ့ပြီဟုပြောတန်ကြားရသည်အေးလေအိမ်ပြန်ရတော့မှပဲဟိုနီကကလေးပီပီပင်တွေးနေသည် သူအိမ်ပြန်ခြင်းပြီးမိဘမောင်နှမများကိုတွေ့ခြင်းလာပြီး မကြခင်ပြန်ရတော့မည်ဟုပင်သူထင်နေသည် ထို့ကြောင့်ပင်ပူစရာဟုဘယ်ရာကိုမှမမြင်သူ့လိုပင်အခြားကလေးများသည်လည်းမကြခင်အိမ်ပြန်ရမည်ဟုတွေးလေလားမသိသူတို့တွေသည်လည်းစော်ကစားကစကားဆိုကရှိနေပြန်သည် သူ့ရွာအကြောင်းကိုရွာအကြောင်းပြောကြသည်ចောင်းတက်သူတို့ကအကြောင်းအကြောင်းပြောကြသည်ဆီယောင်မအကြောင်းပြောကြသည်ကောက်တစ်စားပွဲများအကြောင်းပြောကြသည်လယ်ထဲမှာမိဘကူရသည့်အကြောင်းများလည်းပါသည်အဘူနင်တို့ဘယ်တော့ပြန်ကြမလဲ ဖိုးနီကမေးသေးသည်အေးဖိုးနီရဲ့အနူကပြောတာတော့ရွာဘက်မှာအေးရင်ပြန်ကျင်တယ်တဲ့စဘာလဲရေးရအောင်မယ်မဟုတ်လားငါလဲကြောင်းမတက်ရဘူးမဟုတ်လားနင်းပြန်ကျင်ပြီလားငါလဲပြန်ကျင်ပြီဝေးပြန်ကျင်တာပေါ့ဟဲဒီချင်းဆိုတို့ရမှာခရစ်စမတ်နီးလို့ပြောကြတာပေါ့နင်းတို့စီမှာလဲဖျားပွဲတွေနီးပြီပေါ့အေးပေါ့ဟာဖိုးနီတို့ဒီတစ်ပင်ရင်များတွင်တနေကုန်နေကြသည်စာတင်စရာလည်းမရှိကြောင်းများသည်အဝေးတွင်ကြံခဲ့ကြလိမ့်ပြီဖိုးနီတယောက်တည်းအတွက်ဆိုရင်က သူနားဘူးတဲ့တော့အဖေစူတန်များကိုလည်းကြားစရာမလိုတော့အိမ်လုံးများကိုလည်းလှုပ်ရန်မလိုတော့မြမလေးနဲ့လည်းငင်းခုန်ရန်မလိုတော့ပေသို့တော်ဘာကြောင့်မပြောပါသနည်းအာဘူးကတော့ရွာကိုလွမ်းကြောင်းခဏခဏပြောသည်ဟိုးနီကလည်းစဉ်းစား၏သူလွမ်းတလားရွာကိုလွမ်းတလားတကယ်တကယ်စဉ်းစားတော့လေတစ်ပင်စင်းများရိတ်မိုးထားသည်ဖြစ်သောရွာကလေးကိုမြင်ရောင်လာသည်တငယ်ချင်းများနှင့်ပြေးလွှားဆော့ကစားခဲ့ရသောရွာလန်းကိုသတိရသည် ရွာဦးစီဒီကဆဲလဲတံကိုပြန်လဲကြားရောင်သည်လက်ပွဲများကိုပင်သတိရစရာဖြစ်ရသည်နောက်ဆုံးတော့လဲသူစိတ်သည် သူ့မိသားစုနှင့်အတူ နေထိုင်ခဲ့ရာအင်္ဂလိပ်တွင်ရတံတော်ဤအင်္ဂလိပ်တွေကရေတံများညီလေးညီမလေးတို့နှင့်အဖေရေမောနေလျင် သူပါပျော်ရွှင်ခဲ့သည် အဖေသည်သူ့ကိုချစ်ခင်ရင်းနှီးစွာမနေတတ်တော်လဲအားကိုးတတ်သည်ဟု အမေပြောဘူးသည်ကိုသတိရလာ၏ဟုတ်မှာပဲဟုလဲအဖေကိုမြင်ရောင်ကတွေးစပြူလာပြန်သည် ငါလဲအင်ကိုလွမ်းတယ်ဟဖိုးနေသည်အာဘူဤစကားကိုထောက်ခံလာသည်အေးဟဲအင်ပြန်ရရင်ကောက်မှာပဲနော်ခဏကြာတော့လဲသူတို့သည်ကလေးတို့ဤစိတ်ပြောင်းလဲလွယ်ခြင်းနှင့်အသားကျလာပြန်သည်ရေကံမောကရှိလာပြန်သည်အာဘူကတော့စခန်းသို့စောစည်းစွာရောက်လာခဲ့သူဖြစ်လျာသူတွင်ပြောစရာများစွာရှိလေသည်နင့်လိုပဲစခန်းမှာအဖေမပေပါပဲရောက်လာတဲ့ကလေးတွေရှိသေးတယ်တိလားအချို့လူတွေလည်းကွဲကုန်တာငါတို့တောင်ကန်ကောင်းလို့မကွဲတာ တို့တော့ညပြေးတော့မဟုတ်ဘူးနေကင်းဘက်ပြေးလာတာအစကတော့အနူးအနူးတို့ကပြောင်းမှုလို့ပဲဒါပေမဲ့နောက်တော့မရတော့ဘူးလေတိုက်ပွဲတွေကတဖြည်းဖြည်းနီးလာတာကိုဒီမှာစံကုံရင်ငါတို့တော့ဒုက္ခပဲတဲ့လူကြီးတွေပြောတာကြားခဲ့တယ်ဟုဗောက်ကြဆိုတော့ကောင်မလေးတယောက်ကဝင်ပြောသေးသည်ဖိုးနီကတော့ထုံးစံအတိုင်းတွေးပြန်ဒီမှာအိမ်ပြန်မှပေါ်ဟုပင်တို့ပေမဲ့ရွာကိုဘယ်လန်းကသွားရမည်နီဒါကတိတ်တော်လေပူစရာရှိမည်မဟုတ်လူကြီးများကလမ်းပြပေးမှာပါ ူပန်းစရာမှာတော့ဘသူမှမရှိသောအိမ်တို့မပြန်လိုခြင်းဒီအတွေ့များနှင့်ငင်းငိုင်နေသောဖိုးနေသည် လူသံများအိုးအုပ်ကြက်ကြက်ကြားရတော့နားဆွင့်မိ၏တစ်ချက်တစ်ချက်ပြန့်လွင့်လာသည်မှာကချင်စကားများသာဖြစ်၍ဖိုးနေနားမလဲအားဘူးကတစ်ချက်ထခုံကလူသစ်တွေရောက်လာတဲ့ဟေးဟုဖိုးနေကိုပြောသည်ပြီးတော့ရှေးကပြေးသွားသည်ဖိုးနေလည်းသူ့နောက်ကပြေးလိုက်လာ၏ဖိုးနေနေမေမဟုတ်လား အာဘူးဤဝန်တာအာရအတန်ကြောင့်ဖိုးနေသည် လူအုပ်ကြားထဲတိုးကြည့်လိုက်သည်စခန်းကလူကြီးများနှင့်စကားပြောနေသည်မှာအမေပါတကားအမေသည်ညီလေးကိုပွေ့ဖက်လျက်သာအခြားသူများလည်းပါသေးသည်စခန်းတွင်နေရာချကအလုံရှုံစပြုနေသည်ကိုလည်းမြင်ရ၏အမေသည်သူ့အနာတိုးကပ်လာသောဖိုးနေကိုမြင်လျင်ဝန်တာလိုက်လဲခြင်းနှင့်ပြုံးလာသည်ရုပ်ရှင်ကားများထဲကလို့တော့ပြေးမဖက်ငိုလဲမငိုငိုရံပင်မျက်ရည်များကုန်ခဲ့ပြီလားမသိအမေအဖေတို့ရော် ကွဲသွားတယ်ဖိုးနီရဲ့ဘယ်ရောက်သွားမှန်းတော့မသိဘူးအမေဒီခုမှပင်မျက်ရည်ဝဲစားပြူလာသည်ဖိုးနီကိုထွေးဖက်ထားသည်နောက်ထပ်ပြောက်သွားအောင်မှကြောက်နေတော်သလိုပင်ဖိုးနီသည်လည်းအမေခါကိုတိုးဖက်ထားမိသည်ညီလေးကိုပင်ပိုချစ်ခင်လာမိ၏ဒီလိုနဲ့ညမှာတော့တားမိများအတူနေခွင့်ရကြလေသည်စကမ်းမှာတော့စီးသည့်တဲအကျဲနှင့်လူဦးရေကမများခဲ့ပြီလူများ လူများဒီမှာလူသာလှဲ့တာပင်မရှိပေ ဆောင်းရာသည်ဖြစ်၍လူငွေနှင့်နှွေးထွေးသည့်ကိုပင်ကျေးဇူးတင်ရမလိုသည်။ဖိုးနီနှင့်အမေသည်ညီလေးအိတ်ဆက်နေသည့်အနီးမှတိုးကပ်ထိုင်နေကြသည်။အမေသည်အပြင်ဘက်မြင်ကွင်းကို ငေးနေ၏။အပြင်တွင်မြင်ကွင်းကအမှောင်သာ။မိဖို့ကမိတို့ငင်းခဲ့ပြီ။လောက်ွယ်ညမှုပိမ့်ပိတ်အောင်မှောင်လျက်ဒီအပြင်ဘကိုပင် အမေသည်ဘာကြောင့်မှမသိငေးကနေသည်။ဖိုးနီသည် အမေနှင့်ပြန်တွေ့ရသည့်အတွက်အခါများစွာကထက်အားတက်လာရသည်။ မကြခင်သူတို့အိမ်ပြန်နိုင်တော့မည်လားမသိအဖေတို့လည်းပြန်ရောက်ရင်ရောက်လာမှာပေါ့သူဒီအတွေးနဲ့ရှင်လန်းစွာပြုံးလိုက်သည် အခုတော့ရွာပြန်လန်းကို မမှတ်မိလဲရပါပြီ အမေရောက်လာပြီမဟုတ်လားအမေနဲ့အတူပြန်ရရင်အိမ်ကိုချောမောစွာပြန်ရောက်နိုင်မည်ဟုသူထင်ပါသည်အမေသားတို့ဘယ်တော့အိမ်ပြန်ရမလဲယင်အမေဒီသူ့အမေကို မကြားဘူးလားမသိမမြင်ရသောအမှောင်ကိုပင်ငေးမြဲငေးနေလေသည် တီမဂဇင်းဖေဖော်ဝါရီ2012နောက်ဆက်ပြီးခဲ့ကြသောဂျော်လန်ပြည်သူကလစ်ကာပေါင်းဘေးကင်းလုံခြုံကြပါစေရှင်